ဖခင်ရဲ့ကြီးကျယ်ကိုချီးမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့လေကျွန်တော်မျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဆိုတော့ဒါ episode 7လေးကိုကျွန်တော်ဆက်ပြီးတော့မှဆင်ခြင်ဖို့အကြောင်းဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီပရိဇန်ဆရာယောဟန်ရဲ့အသက်တာလေးကိုအတူတူကဆင်ခြင်ဖို့အကြောင်းဖြစ်ပါတယ်ပရိဇန်ဆရာယောဟန်ဆိုကျွန်တော်အားလုံးသိပါတယ်ဆိုတော့သခင်ယေရှုခရစ်တော်ရဲ့တွေ့တာနဲ့ဆိုလို့ရှင်ပေါ့နော်ဒါ အာတဝန်းဝဲတော်တာပေါ့ဆိုမေရမာရီရဲ့အမဆိုအဲလစ်ဘက်ရဲ့နဲ့ဒီဇာခရီနော်ဇာခရီဆိုတာယေဘုဟိဇာခရီရဲ့သားဖြစ်တယ်ပေါ့ယောဟန်လည်းတကယ်ပဲအာနမိတ်လက္ခဏာနဲ့မွေးလာတဲ့သူဖြစ်တယ်ဘာလို့ဆိုဖျားသခင်အသုံးပြုမဲ့သူဖြစ်တဲ့အတွက်ကျွန်တော်အဲလစ်ဘက်နဲ့ဇာခရီကဘလို့မှကလေးမရနိုင်တဲ့အသက်ကြီးရဲ့လင်မယားဖြစ်တာအောင် ော်အဲ့ဒီထဲရမှာဘုရားသခင်ကောင်းကြီးပြီးတဲ့အခါမှာသူတို့ကဒီตาလေးဆိုယိုဟန်ပေါ့နော်ရလာတယ်ဆိုဒီယိုဟန်လေးရလာတယ်အဲ့ဒီကတစ်ချက်ဆိုတော်တော်လေးအာဣတီလာရဲ့ဘာသာရေးသမိုင်းမှာနည်းနည်းလှုပ်ခတ်သွားတယ်ဘာလို့ဆိုတော့1400လောက်မှာတစ်ခေါက်မှဟိုဒါမျိုးနမိတ်လက္ခဏာနဲ့မတွေ့ရဘူးဒါဇာခရီးကြီးမှာစပြီးတော့မှာ ောင်းကင်မှာထင်ရှားပြီးတော့ပြောတယ်ပြီးတဲ့အခါမှာအာယောဟန်ကဂျူးဂျူးလူမျိုးဖြစ်တယ်အဲ့ဒီအဲမှာမှာနာဇရီလူဆိုတော့သူကဖျားအတွက်တည်တဲ့ဝီချီအမှုတော်ထမ်းမဲ့သူဆိုပြီးတော့မှထားတာဒါကြောင့်သူကတဲ့ဒီကလအုပ်ရဲ့အဝတ်ကိုဝတ်တယ်ပြီးတော့မှတောကကျိုင်းကောင်နဲ့ပြားရည်ဦးပဲစားပြီးတော့မှတမာရီကောင်းတဲ့သူပေါ့ ြည့်ညက်တရားအတိုင်းကျင့်နေသူပြီးတော့ဒီတရားစရက်ဒီမှာဒီကျမ်းစာဖတ်တာရှိတယ်ဂျူးတွေမှာပြီးတော့ဂျူးဆိုတော့လည်းသိတဲ့အတိုင်းပဲယောက်ျားလေးတွေကိုဦးစားပေးပြီးတော့မှဓမ္မပညာကိုသင်ကြားပေးတာဆိုတော့အဲ့ဒီမှာလည်းသူကကောင်းကောင်းသင်ကြားရတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်သူကဒီပညာတိကျမ်းနာဂတိကျမ်းတွေတေချာလေးသူပိုင်းခြားနားလေသဘောပေါက်တယ်ဆိုတော့ဒီပေါ့နော် ဟိုဖေးရားလည်းသူကောင်းကြီးပေးပြီးတော့မှနားလည်းစီးတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ပြီးတော့မှအရင်ဦးဆုံးစောပြီးတော့မှဝင်ပြီးတော့မှရှိပြီးပေါ့ဒါဟိရှားလေးမှပြောတယ်ဆိုရှင်ရှိပြီးဒီမှာလည်းဖြစ်တယ်ဆိုတော့တွေ့ရတယ်သူအရင်ဦးဆုံးဒီအာအမှုတော်တွေမှာဝင်ပြီးတော့မှဝင်ပြီးဆိုတာနဲ့သူကအီလီယာရဲ့ဝိညာဉ်ဒါသူ့အဖေဇာခရီကိုကလေးကလည်း ဒါပြောပြအီလီယလူမျိုးပေါ့နော်အာပြောဆိုပြီးတော့မှအာလူတွေကိုအာတမတရားဖရာရဲ့အလူတော်ညွန်ပြမဲ့သူဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပြောပြတယ်အဲ့တော့ဂျူးတွေကလည်းအီလီယလူပရိုဖက်မျိုးတွေဆိုသူကကြောက်တယ်နေပြီးတော့မှယူတည်တယ်လေးစားတယ်ဒီပိုင်းလေးတွေ့ရတာပေါ့နော်ဒါမျိုးလေးတွေရှိတယ် သူဥပ္ပရောထဲမှာစပြီးတော့မှပါဝင်ပြီးတော့မှပြောတယ်ရာဒါမှတဲခန်းကြီး၃ငွေတက်မှာသူကာလအခါဗတ္တိဆန်ဆရာယောဟန်ဒီပေါ်ထွန်းလင်ကောင်းငင်နိုင်ငံတော်သည်တီလူနီးပြီထို့ကြောင့်နောင်တရကြလောဟုယူရတော်၌ဟောလီဆိုတော့အောက်မှာဆက်ပြောလို့ရှင်သူရေရေတောက်သူပြောတဲ့အရာတွေပေါ့နော်နှုတ်ကပတ်တော် တမတရားပြောကိုပြောတယ်ဆိုတော့ဒီမှာ तू စပြီးတော့မှဝင်ငှပြီးမှ तू စပြောဒီပြောတဲ့အရာကတကယ်တော့လေတဘာမျိုးသားတွေအတွက်မပါဘူးဗျာဒါကဘသူအတွက်ပဲလဲဆိုလို့ရှိရင်ဂျူးတွေအတွက်တည်တဲ့ပြောတဲ့အနေထားမျိုးတွေ့ရတယ်ဘာလို့ဆိုဒီနိုင်ငံတော်ဆိုတာကိုအာဂျူးရသိပြီးသားပြီးတော့သူအဲ့ဒါညှို့နေတာဆိုတော့နိုင်ငံဆိုတာကခုနပြောတဲ့ဖျားရင်နိုင်ငံရကောင်းငင်နိုင်ငံဒါ ਉਹ တော့ ဒမတိချမ်းနေမှာဒါတလဲစီပြောတာဒါတကယ်တော့တခုလေးသူယူပြီးပြောတာအတိပ္ပယ်ကဖယားသခင်အုပ်ဆိုးတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့ဥစ္စာလေးပေါ့နော်ဆိုတော့ဒါကိုဒီဒမဟောင်းမှာရှိနေတဲ့သူတွေကသူကဘလို့ယုံနေဆိုလို့ရှင်ဖယားသခင်ရဲ့နိုင်ငံကတဲ့ဆိုတော့အရန်ကြီးမားပြီးတော့ဖယားကိုယ်တိုင်ကကဘာပေါ်မှာရှိတဲ့နိုင်ငံတွေကိုဖျက်ဆီးပြီးတော့မှသူကိုယ်တိုင်အုပ်ချုပ်မဲ့တကဘာလုံးနဲ့ဆိုင်တဲ့ဖယားသခင်တိဆောက်မဲ့နိုင်ငံမျိုးဆိုတာကို ဒါဓမ္မဟောင်းရဲ့ယုံကြည်ရည်တည်ချက်ရှိတာပေါ့ဆိုတော့ဒီယောဟန်ကလည်းဒါဝဲသူပြောတာတကယ်တော့ဒီဒီနိုင်ငံကိုသူပြောတာပြီးတော့မှဟိုသူတကဘာလုံးကိုအောင်နိုင်တဲ့နိုင်ငံတော့ဒါကိုသူတို့တိဆောက်မယ်ဆိုရှင်မေရှိယကေတင်ရှင်ပေါ့သူတိဆောက်မယ်ဆိုတဲ့ဥစ္စာကိုပြောတာအဲ့ဒီမေရှိယလာနေပြီသူကလည်းသိတယ်ဆိုတော့ဒါသခင်ယေရှုခရစ်တော်ဆိုတာလည်းသူကသိတယ်ဒါကြောင့်လာနေပြီတော့သူက လို့ရမယ်သူ့ရဲ့ background မှာဒီသခင်လာနေပြီဆိုတော့သူရေးလေးယုံတာလေယုံပြီးတော့မှအတောက်သူကညှို့လင့်မျက်မှောက်ပြုတ်ပြီးတော့မှသူတို့နှလုံးထဲမှာသူပုံဖော်ထားတာမမြင်ရသေးဘူးဒါပေမဲ့ဖြစ်လာမယ့်ရာသည်ဒီလိုမျိုးတကဘာလုံးကိုအုပ်ချုပ်ပြီးတော့မှဖျားကိုယ်ရင်အုပ်ချုပ်မယ်နိုင်ငံဒါပြီးဆိုတော့မှအတူအဲ့ဒါမျိုးရှိပြီးနေနဲ့သူပြောရေးရတောက်ပြောပြီးတော့မှသူဒါမျိုး ဟိုဥဆောင်နေဆိုတော့တွေ့ရတယ်။ဟောဒါလည်းဟုတ်လားဆိုတော့ဟုတ်နေ။ဘာလို့ဆိုတော့တန်ရင်လားဟိုဟိုဖျက်ခင်ဖို့ပြတယ်နော်။ဒီဘုရားနေစာကအိမ်မက်မက်တဲ့အခါမှာနော်ဒါကျွန်တော်တီးပါတယ်ရုပ်ထုကြီးဘောနော်။ဆိုတော့ခေါင်းကရွှေမရင်အုပ်ကငွေပြီးတော့မှဘိုက်ကအာဒါကြီးပြီးတော့မှအောက်ကငွေဟိုအောက်ဆုံးကတန်း ီးတော့မှဒီချီဖမိုးလေးကတန်နဲ့တရွတ်ဆိုပြီးတော့မှဒါခွေထားဒါနိုင်ငံနေနိုင်ငံတော်ယူနိုင်ငံမဟုတ်ဘူးဆိုနိုင်ငံရဲ့ emperor တွေနော်နိုင်ငံရဲ့အုပ်ချုပ်မင်းလုံးတွေ emperor တွေဖြစ်လာတယ်ဆိုတော့ဒါကိုသူပြောပြတယ်ပြီးတော့မှဟိုကောင်းငင်ကနေလူလက်နဲ့မလုတ်တဲ့ကြောက်ဆိုတာဆိုအဲ့ဒီကြောက်တုံးကြီးကလာပြီးဒီရုပ်ထုကြီးကိုဖြတ်လိုက်မယ်ဆိုတော့ဒါကဒါဒိုင်လာနှစ်ထဲမှာပါတယ်၄၄၄၅ထဲမှာဒီအကြောင်းအရာလေးကို တွေ့ရတယ်ဆိုတော့ဆိုအဲ့ဒါလေးလေးကျွန်တော်တစ်ချက်နည်းနည်းလေးဖတ်ချင်တယ်ဘောနော်လက်နဲ့မထူးမလုပ်ပဲကြောက်တုံတုံဒီတောင်ပေါ်ကလိုလိုပေးကွာ၏တန်ကြီးဝါတရွတ်ငွေရွှေတို့ကိုချိုးဖက်သည်ကိုမြင်တော်မူသည့်အကြောင်းအရာမှာပြည့်စည်ခြင်းတို့မရောက်နိုင်သောနိုင်ငံတစ်ခုကိုထိုမင်းကြီးများလက်ထက်၌ကောင်းကင်ဘုံရှင်ဘုရားသခင်သည်တီထောင်စီတော်မူမည်ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရပဲအထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသူများတို့ကိုချိုးဖက်ဖြက်စီး၍အစင်မြဲတည်လိမ့်မည်ဆိုတော့အာထို့နောက်၌ဖြစ်လက်တောအရာတို့ကိုဒါကြတော့ခုနဒါနေဘူးကနေစောက်ပြီးတဲ့အိမ်မက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒိန်လာဒါဟိုအ내ပြန်ပြီးပြောပြတာဆိုတော့ခုနပြောတယ်ဥစ္စာလူမျိုးကြီးနိုင်ရမယ်ကျန်တဲ့နိုင်ငံတွေက သူ့ကိုလာပြီးတော့အုပ်ချုပ်လို့မရဘူး။ तू ကကဘာပေါ်မှာဖះကိုယ်ရင်အုပ်ချုပ်တဲ့နိုင်ငံဆိုတော့သူမျောလင့်နေတဲ့မိရှိရဖြစ်တယ်ဆိုတော့အဲ့ဒါကိုပြောတာ။ဒါကြောင့်နောင်နာရကြလောဆိုပြီးတော့မှဟိုးတယ်ဆိုတာတွေ့ရတယ်။ဒါပြီးတော့နောက်ထပ်ဇာခရီမှာလည်းဒါလေးတစ်ချက်တွေ့ရတယ်။ဒါလေးလည်းကျွန်တော်တို့ကကြည့်ရအောင်။ဇာခရီခင်ကြီးကိုငယ် sorry ခင်းဆက်လေးငယ်ကိုမှာသာရဖျားသည်တပြီလုံးတွင်ရှင်ပြန်ဖြစ်တော်မူမည်ထိုနေ့ရ၌သာရဖျားတပါးရဲ့နာမတော်တပါးရဲ့ဖြစ်တော်မူမည်ဆိုအခုနခရစ်တော်ဒါကိုပြောတာသာရဖျားဆိုခရစ်တော်ကိုပြောနေတာယေရှုကိုပြောနေတာဆိုယောဟန်ဒါကြီးကို ရှုံနေညှို့လင့်နေမျက်မှောက်ပြူတယ်မမြင်ရသေးဘူးဒါပေမဲ့ဖြစ်လာတော့မယ်လို့သူကအတိအကျပြောပြီးတော့မှပြောတာဆိုယောဟန်စပြီးတော့မှတရားဟောပြီဆိုတာ ਨੇ ဒါဒီဂျေရုရှလင်မှာရှိနေတဲ့အာဖာရိရှေတွေဇတုကေတွေဘာသာရေးသမားတွေစဉ်းချလာတာဒါတော်ရဲ့လို့ပြောတဲ့အခါမှာဒါဖြစ်နိုင်တာ ဒီဟိုနာဇရက်နဲ့သက်ဆိုင်တဲ့တောမှာပြောတာလေဖြစ်နေတယ်ဆိုတော့အဲ့ခါမှာယေရုရှလင်ကနေဆင်းလာပြီးတော့မှသူ့အကြောင်းလာပြီးတော့မှကြည်ရအတူတူနောင်နာနဲ့လာပြီးတော့ဗက်တိဇန်ယူမယ်ပြောတဲ့အခါမှာအဲ့မှာကြီးလေပြောတာချင်းမွေစုအမျိုးတို့မင်းတို့အကျင့်ပြောင်းမင်းတို့နှလုံးသားမမှန်ဘူးဆိုတော့ယောဟန်ကဒါကြောင့်ဒီ ဘာသာရေးနဲ့သက်ဆိုင်တဲ့ကျမ်းတွေဒါတွေပေါ့နော်သူကောင်းကောင်းသူသိတယ်အသက်တာကလည်းအရင်ဟိုပြည့်ညတ်တရားအတိုင်းကျင့်နေသူဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်သခင်ရှုခရစ်တော်ကမိမမွေးသောသူ့ရဲ့ထဲမှာယောဟန်ဘသူမှသူ့တမားတွေကိုမမိဘူးဆိုပြီးတော့မှဒါဆက်ပြောတယ်ဆိုတာတွေ့ရတယ်နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာစပြီးတွေ့ရတယ်ဆိုယောဟန်ပြောတာမှန်လားဆိုတော့မှန်တယ်ဒါပေမဲ့ဘာလို့မဖြစ်နေဘူးလဲဆိုလို့ရှိရင် အချိန်ကာလကအဲ့ချိန်ကာလမဟုတ်တော့ဆိုတော့ဒါကဘယ်အချိန်မှဖြစ်လာတော့မယ့်အရာလဲဆိုလို့ရှိရင်ဒီကျိုးပြီးတဲ့ကာလပြီးတော့မှနှစ်တထောင်အချုပ်မဲ့ကာလမှာဖြစ်မှာဒါကျွန်တော်တို့ယုံကြည်ယက်တီချက်အရာဆိုတော့အခုလည်းအဲ့တိုင်းပဲဖြစ်နေရတယ်ဆိုတော့အာညီကြီးပုံမှာသခင်ယေရှုအုပ်ချုပ်မဲ့အချိန်ဖြစ်တယ်ဘယ်သူမှ လာပြီးတော့မှမရှိဘူးဘယင်တကာတို့ရဲ့ဘယင်ဖယားတကာတို့ရဲ့ဖယားနေနဲ့အုပ်ချုပ်မှာဖြစ်တယ်ဆိုတာတွေ့ရတယ်အခုကာလကျေးဇူးတော်ကာလပြီးလို့ရှိရင်ခြိဆောင်မယ်ခြိဆောင်တဲ့အချိန်မှာမြေကြီးပေါ်မှာပြီးတဲ့ကာလ9နှစ်ဖြစ်မယ်အဲ့အချိန်မှာကောင်းကင်မှာကကျွန်တော်တို့စုပြီးတံပြီးဆိုတဲ့အရာဒါခရစ်တော်ရဲ့တရားပလင်မှာရင်ဆိုင်ပြီးတော့မှခရစ်တော်ကမြေကြီးအနှစ်တစ်တောင်ကြွလာပြီးတော့မှအုပ်ချုပ်မယ်ဆိုတော့ဘယင်တကာတို့ရဲ့ဘယင်အနေနဲ့ ်ယေရုရှလင်မှာနန်းထိုင်ပြီးတော့မှအုပ်ချုပ်တဲ့အချိန်ကာလဖြစ်လိမ့်မယ်။ဒါအဲ့ဒီအချိန်ကာလကိုပြောခြင်း။ငြင်းချမ်းတဲ့ကာလဆိုတာအဲ့ဒါကိုပြောရ။ဆိုတော့ယောဟန်ကအဲ့ဒီကာလကအခုခရစ်တော်ကြွလာပြီဖြစ်တဲ့အတွက်အဲ့ဒီဟာဖြစ်မယ်လို့သူကထင်ပြီးတော့မှထင်တာတော့မဟုတ်ပါဘူး။ဆိုတော့တုံးတက်တာပေါ့နော်ဒါကိုအခြားအာကွန်မန်ထရီမှာဖတ်ကြည့်တဲ့အခါမှာလေတကယ်တော့ခရစ်တော်ကြွလာတာအဲ့ဒီအတွက်ပဲ ဒါပေမဲ့ဂျူးတွေကြည်ရတာကဒီဘိုင်းမဲ့စိတ်ဝင်စားပြီးတော့မှဒီအဖြစ်ကလည်းရွေးနှုတ်ပေးတင်ခြင်းနဲ့တကယ်ခရစ်တိုကိုလက်မခံခြင်းတဲ့ပုံစံမျိုးဖြစ်တဲ့အခါမှာဆိုတော့ခရစ်တိုရဲ့မစ်ရှင်ကအာခုနပြောလို့ပြောင်းသွားတယ်ဆိုတဲ့အဥစ္စာမျိုးလေဒါမှတည်းနဲ့ဆက်နှစ်တည်းမှာလည်းတကယ်ရှုပြောတဲ့ဥပမာအရဆိုလို့ရှိရင်မင်းကြီးရဲ့မင်္ဂလာပွဲကိုဖိတ်တဲ့သူတွေအရင်ဦးဆုံးဖိတ်တဲ့သူတွေဆိုတော့တကယ်အာ chosen ပေါ့ရွေးပြီးတော့ဖိတ်ထားတဲ့သူတွေမလာတဲ့အခါမှာရှိမြတ်သူအကုန်လုံးရွေးပြီးတော့ဖိတ်လိုက်တယ်ဒါမှတဲ့20နှစ်မှာဒီဥပမာသခင်ရှုပြောတယ်ပထမဦးစားပြီးကဂျူးတွေစီလာတာဖြစ်တယ်ကေတင်ချင်းနဲ့ခုနပြောတဲ့အာဘုရင်တကာတို့ရဲ့ဘီးင်းနေနေလာဒါကြောင့်ကောင်းကင်တမန်ကမာရီကိုပြောတဲ့အခါမှာဆိုတော့အုတ်ချုပ်မဲ့တန်လန်တန်နဲ့အုတ်ချုပ်မဲ့သူအနေနဲ့လေသူကပါလာတာဒါပေမဲ့အခုသခင်ယေရှု သွားတဲ့ပုံစံအဲ့လိုမဟုတ်တော့ဘူးဆိုတော့တွေ့ရတယ်။နော်ဒါဒါလေးကိုကျွန်တော်နားလေရတယ်။ဆိုတော့ဒါကြောင့်ချိန်သွားတာပေါ့။အဂျင်စီကကြည့်ပြီးတော့မှပြောင်းသွားတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့အဲ့ခါမှာခဏနေကြတော့ယိုဟန်လေးပုပ်ပွင့်လင်းလေးနေပြောတဲ့ခါမှာဒီဟီရိုကသူ့ရဲ့ညီဆိုတော့ဖီလစ်ရဲ့မိန်းမဟီယိုဒီကိုယူလိုက်တာနော် ယူလိုက်တော့အဲ့ဒါကိုသူကပြက်ပြက်သားသားပြောတဲ့အခါမှာစိတ်ဆိုးပြီးတော့သူထောင်းနေချထားလိုက်ထောင်းနေမှာနေတာကြာလာတဲ့အခါမှာသူကနည်းနည်းအာစိတ်ကစဝီစွာဖြစ်သွားတာနော်မှာယုံကြည်ခြင်းကတော့သူမျော်လင့်နေတဲ့အရာသူကြည်သူစောင့်နေတယ်သူမျော်လင့်နေတယ်ဟုတ်မဖြစ်လာသေးတော့ဖြစ်နေတယ်ဆိုတော့သခင်ယေရှုရဲ့လှုပ်ရှားတဲ့ဥစ္စာရုံးမှာတပည့်အများကြီးဖြစ်သွားတာအဲ့တော့ရုံးကတပည့်တွေက င်ရှုလှုပ်ရှားတဲ့ဥစ္စာတွေပြောပြလာပြောပြတဲ့အခါမှာသူ့ရဲ့လှုပ်ရှားတဲ့ပုံကဘယင်တယောက်ရဲ့ပုံစံနဲ့မတူတော့ဘဲနဲ့အစီခံတယောက်ပုံစံမျိုးနဲ့သွားနေတယ်ဆိုတော့အာဒါသူကြားရတယ်ကြားရတော့သူလည်းနည်းနည်းဇူဝီဇွာလေးဖြစ်သွားတယ်ဟုတ်တောင်သူလူလွတ်ပြီးတော့မှသူ့ရဲ့တပည့်တွေလွတ်ပြီးတော့မှသူမေးခိုင်းတဲ့အရာလေးတစ်ခုတွေ့ရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီ ချင်မတဲ့ခရုံခန်းကြီးစတဲ့ငယ်နှစ်လောက်ကနေငယ်6လောက်ထိဖတ်ခြင်းတယ်ခရစ်တော်ပြုတော်မူသောအမှုတော်ကိုယောဟန်သည်ထောင်ထဲမှာကြားတော်အခါမိမိတပည့်နှစ်ယောက်တို့ကိုဆင်လို့ပြီးကိုရောသည်ကြွလာတော်သူမှန်တယ်လို့သူမဟုတ်အခြားသောသူကိုမျှော်လင့်ရပါမည်လို့မိရှောက်စီအဲ့မှာ သူမျော်လင့်ပြီးမျက်မှောက်ပြုထားတဲ့အရာကသူ့စိတ်ထဲမှာတထစ်ချယုံထားတဲ့အရာကတမျိုးဖြစ်နေတယ်။အခုလက်ရှိအခြေအနေနဲ့ဒါမဲ့ကျန်းစာထဲမှာကလည်းဒါကသူယုံထားတဲ့အရာဒီလိုပဲဖြစ်မယ်လို့သူကညှို့လင့်နေတာ။ဆိုတော့သူအိမ်မှာဟိုဝီဝါးဝါးတာပေါ့။ဒါကြောင့်သူကသူ့တပည့်ကိုလှုပ်ပြီးတော့မှပြောခိုင်းတယ်။အဲ့ဒါအရင်မှန်တယ်။ဆိုတော့ကျွန်တော်တက်တာထဲမှာလည်း ကျွန်တော်ယုံကြည်မျှော်လင့်နေတဲ့အရာမှန်ရဲ့လားလို့ကျွန်တော်နှုတ်ကပတ်တော်နဲ့ပြန်ပြန်တိုက်ကြည့်မယ်ပြီးတဲ့အခါမှာကျွန်တော်ခရစ်တော်ကိုကျွန်တော်မေးရတယ်တန်ရှင်သောဝိညာဉ်တော်ကအခုကျွန်တော်နဲ့အတူရှိတဲ့အတွက်ကျွန်တော်တို့ပေါ်ပြပါမယ်အဲ့ဒါကျွန်တော်တက်တာကအရေးကြီးပါတယ်နော်ပြီးတော့ကျွန်တော်တို့နားလေတဲ့ဆရာသမားတွေကိုကျွန်တော်မေးရမယ်မနားလေတဲ့ဥစ္စာဆိုလို့ရှိရင်ဟိုတိထားဖို့လိုတယ်အကယ်၍ကျွန်တော်တို့ယုံနေအရာကား မှားနေတယ်ဆိုလို့ရှိရင်အရန်တတိထားဘာကြောင့်လဲအခုမှားရင်းစွာသွန်သင်နေတဲ့သူတွေ false teacher တွေအများကြီးရှိတယ်ပြီးတော့မှ false doctrine လို့ခေါ်တဲ့လွဲမှားတဲ့ဩဝါဒတွေအများကြီးရှိတယ်ပြီးတော့မှ false hope ဆိုတဲ့မှားရင်းနဲ့ညှို့လင့်ချက်ပေးတဲ့သူတွေအများကြီးရှိတယ်ဆိုတာတွေ့ရတယ်သူတို့က လူတွေရဲ့စိတ်ထဲမှာရှိနေတဲ့တက်မက်ချင်းကိုဆွဲပြီးတော့မှဒါပြိုးနေတဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်။လူကချက်ချင်းနားထောင်လိုက်လို့ရှင်တော့အာမူတီတီတက်ပြီးတော့မှအယံကောင်းတယ်။ emotion အာမြင့်တက်သွားတဲ့ပုံစံမျိုးဖြစ်နေတာ။ဒါပေမဲ့အဲ့ဓာရီကခုနပြောလို့မှားရွေးနဲ့လွေးမှားတဲ့ညှို့လင့်ချက်ပြီးနေရတာဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲ့ဒါဘုရားသခင်ရဲ့အလိုတော့ဟုတ်ချင်မှာဟုတ်။အဲ့ခါမှာတွားရင်တွားရင်နဲ့ ကိုမျုံလင့်ထားတဲ့အရာမဖြစ်လာဘူးဆိုလို့ရှိရင်အဲ့မှာပြဿနာတက်ကျွန်တော်ကြောင့်အယံတိထားရမှာဖြစ်တယ်ကျွန်တော်တို့ခရစ်တိုတိချာမီးမီနှုတ်ဘက်တော်နဲ့တိချာတိုက်ကြည့်ရအဲ့ဒါအရေးကြီးပါတယ်ကျော်ယောဟန်လည်းဒီလိုပဲဆိုတော့ तू ကြည်နေတော့အဲ့လိုမဟုတ်လာတော့ဘူး तू ယုံ तू မျောလင့်ထားတဲ့အရာမဟုတ်လာတော့ဘူးဆိုတော့ ူတော်မီးကြီးတော့မှအဲ့မှာသခင်ဖျားသူ့ကိုပြန်ပြောတယ်။အော်ထမီးတဲ့ဥစ္စာသူ့မဟုတ်ခြားတော့သူ့ကိုမျှော်လင့်ရပါမည်လို့ဟုမီးလျှောက်စီ။ဟလာသူ do what တွေးရဖြစ်သွားတယ်။ဝီဝါသွားတဲ့အတွက်ကိုရောဟုတ်ဟုတ်ရဲ့လား။အခြားသူ့ကိုကျွန်တော်မျှော်လင့်ရမှာလား။ဆိုအဲ့မှာသခင်ဖျားပြန်ပြောတာ။ယေရှုကလည်းသင်တို့ဒီကြားရသမျှမြင်ရသမျှတို့ကိုတွား၍ယောဟန်အားကြားလျှောက်ကြလော့ မျက်စိကန်းသောသူတို့သည်မျက်စိမြင်ရကြ၏ခြေမစွမ်းသောသူတို့သည်လှမ်းသွားရကြ၏နူနာဆွေးသောသူတို့သည်လည်းတန့်ရှင်းခြင်းသို့ရောက်ရကြ၏နာပင်သောသူတို့သည်နာကြရကြ၏သီသောသူတို့သည်ထမြောက်ခြင်းသို့ရောက်ရကြ၏စိရင်သားတို့သည်လည်းဝမ်းမြောက်เสียသတင်းကိုကြားရကြ၏တော့တခင်ပြဒီစကားကအခုကျွန်တော်တို့ကြားတဲ့အခါမှာကျွန်တော်တို့ကနားလေတယ် သဘောပေါက်ဘာလို့ဒါကပြီးသွားပြီယောဟန်တော့ကကြတော့ဒီ message ကိုပေးလိုက်ရတဲ့အကြောင်းရင်းယောဟန်ဒီခုနနှုတ်ပတ်တော်ကောင်းကောင်းသိထားတဲ့သူဖြစ်တယ်သူကိုယ်တိုင်လည်းဒါကိုဟောပြောတဲ့အတွက်ကြောင့်မို့ဒါဟိရှာရတယ်မှာပါတဲ့ရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ယေရှာခန်ကြီး35မှာနော်ယေရှာခန်ကြီး35အငယ်9လောက်မှာဒါကို the crit တော်နဲ့ပတ်သက်တဲ့ prophecy ကိုပဲပြောထားတာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ငားမှာထို့အခါမျက်စိကန်းသောသူတို့သည်မျက်စိပွင့်လင်းကြလိမ့်မည်။နားပင်သောသူတို့သည်အော် sorry နားပင်သောသူတို့သည်လည်းနားပင်ခြင်းနဲ့လွတ်ကြလိမ့်မည်။ခြေစွန့်သောသူတို့သည်လည်းတရေဟဲ့သူခုန်ကြလိမ့်မည်စကားအသောသူတို့သည်တချင်းဆိုကြလိမ့်မည်အကြောင်းမူကား တော၌စမ်းရီထွက်၍လင်းပြင်း၌မြည်စီလိမ့်မည်ဆိုတော့တဘောကဒါကခရစ်တော်အဲ့ဒီကာလမှာလုံမယ်မေရှိယလောကကိုကြွလာတဲ့အချိန်မှာလုံမယ်ဆိုတဲ့အရာကိုဒါ prophecy ပြုလာတဲ့အရာတောင်ယောဟန်ကောင်းကောင်းသိတဲ့အတွက်ကြောင့်မဟုတ်ယောဟန်ကိုသခင်ပြားဒီချာလေးနှုတ်ဘက်တော်နဲ့ပြန်ပြီးခြားပြလိုက်တယ်။ကျန်းစာဆိုကျွန်တော်တို့ကကျန်းစာကို ကြော်ပြီးတော့မှဖျားတော်လုံးမလို့ဒီနေ့ကျွန်တော်တို့ကြားနေရတဲ့ဩဝါဒတွေကျွန်တော်တို့သင်နေရတဲ့ကျန်းစာတဲ့ဘောင်းကြော်နေတယ်ကျန်းစာနဲ့မကန့်ညီဘူးဒါအရန်အန္တရာယ်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့သတိထားပါနှုတ်ကပတ်တော်တမာကျန်းစာကိုကျွန်တော်တို့တိချာပြန်လေ့လာဖို့လိုပါတယ်မဟုတ်ရင်ကျွန်တော်တို့မျော်လင့်နေရမျက်မှောက်ပြုတဲ့အရာမှားနေပြီဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့အသက်တာပါမှားပြီ ပြီးရင်ကျွန်တော်မျောလင့်ထားတဲ့ဟာမဖြစ်လာဘူးဆိုလို့ရှင်ဖခင်ရဲ့တမန်တရားမဟုတ်ဖြစ်လာမှာမဟုတ်ဘူးဗျအဲ့ဒီခါကြတော့မှကျွန်တော်စိတ်တကြစိတ်ပြက်အစပြန်စရမယ်ဆိုလို့ရှင်ကျွန်တော်အရန်အချိန်ကြီးကုန်တယ်နောက်ကြတယ်ဆိုတာတွေ့ရပါတယ်သတိထားပါဆိုတော့ယောဟန်ကတော့သခင်ပြားကိုတိုင်မိတယ်သခင်ပြားလည်းနှုတ်ကပတ်တော်နဲ့ပဲပြန်ပြီးတော့မှမိမောင်းထိုးပြတယ်ဆိုတာတွေ့ရတယ်ဆိုတော့ ဲ့ဒီမီရှိဟာကြွလာတဲ့အခါမှာဒါတွေလုံမှာမျက်စိမြင်တဲ့သူမြင်မယ်ချိန်မတော့လှမ်းနိုင်တဲ့သူပြန်ပြီးတော့မှကောင်းမယ်တည်တဲ့သူတော့ရှင်မယ်ဆိုတဲ့ဥစ္စာဒါသူပြောပြတဲ့အခါမှာတော့ဒါငါမီရှိဟာအမှန်ပဲဒါပေမဲ့နေမျိုးလင့်နေတဲ့နိုင်ငံတည်ထောင်တဲ့ကိစ္စတော့မဟုတ်သေးဘူးဆိုတဲ့ပုံစံမျိုးပြောပြတာဒါနဲ့ပြောပြခွင့်ကအဲ့လိုပြောလို့ရလဲမရသေးဘူးဆိုတော့ဒါကမင်းမျိုးလင့်နေတဲ့အရာမင်းမျက်မှောက်ပြုတ်နေတဲ့အရာမှန်ပါတယ် ဆိုတဲ့ဥစ္စာကိုပြောတာနော်တနည်းအားဖြင့်နောက်တစ်ခုကကျတော့မာနက်အုပ်ဆိုးထားတယ်မာနက်ကချီနှောင်ထားတဲ့သူတွေလွတ်မြောက်ချင်းခံရတယ်ဆိုတဲ့ဥစ္စာကိုဒါသခင်ပြပြောပြလိုက်တာအပြစ်ထည့်ကတင်းထုတ်တယ်ဘာလို့ဂျူးတွေယုံကြည်ခြင်းကဒီလို disable ဖြစ်နေတဲ့သူတွေဒီမာနက်ကချုပ်ကင်ထားတာဖြစ်တယ်လို့ယုံနေကာလဖြစ်နေတဲ့ကာမှာဒါကိုလေသခင်ပြကရှင်းပြလိုက်တဲ့သဘောမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့နောက်ဆုံးတစ်ခုသူပြောတယ် ဒါမှတက်စတိခန့်ငယ်6မှာစိတ်မပြတ်တော့ငါကြောင့်စိတ်မပြတ်တော့သူဒီမင်္ဂလာရှိဟုပြန်ပြောတော်မူ၏တဘောဗတိဇံဆရာယောဟန်မျိုးလင့်နေလေရမျက်မှောက်ပြုတ်နေလေရမမှားပါဘူးမှန်တယ်ဒါပေမဲ့အခုကာလမဟုတ်တဲ့အတွက်သူစောင့်နေတဲ့အရာစိတ်ရှည်နေရတဲ့အရာအဲ့ဒီအရာတွေကဒါကကြာကောင် ကြာနေမယ်စိတ်မပြတ်ပါနဲ့ဆိုတော့ကျွန်တော်အသက်တာထဲမှာလေစိတ်မှန်တဲ့တမာတရားဩဝါဒဆိုလို့ရှိရင်တော့မှန်ကန်စွာနဲ့ထိုနှုတ်ကပတ်တော်တမာတရားဘုရားရဲ့ဂတိတော်ကျွန်တော်တို့မျှော်လင့်ပါမျက်မှောက်ပြုပါမဖြစ်လာသေးတဲ့အတွက်မမြင်ရသေးတဲ့အရာကိုသိမှတ်ပြီးဆွဲလန်းပါဒါမဲ့ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကြောင့်ကျွန်တော်စိတ်မပြတ်ဖို့ခရစ်တော်ကဒီနေ့ကျွန်တော်တို့ယောဟန်ကိုပြောသလိုဒီနေ့ကျွန်တော်ပြောနေပါ ဒါပေမဲ့မှားရင်းတဲ့အရာကိုတော့ကျွန်တော်တို့မျက်မှောက်ပြုလို့မရပါဘူးအချိန်တန်ကြာလို့ရှိရင်တော့အဲ့ဒီအရာတကယ်ကိုဖြစ်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရပါတယ်ဒီနေ့ဒါလေးကိုပဲကျွန်တော်ဒီလိုကဆင်ခြင်ဖို့တော့ဖြစ်ပါတယ်ဆိုတော့ခရစ်တော်ကြောင့်စိတ်မပြတ်ပါနဲ့နှုတ်ဘက်တော်ကြောင့်စိတ်မပြတ်ပါနဲ့တည့်ရဲ့မျိုလင့်တဲ့အရာကိုနှုတ်ဘက်တော်အစ်စ်မှန်ဂတိတော်အစ်စ်မှန်ဖြစ်တယ်ဆိုဆက်လက်ပြီးတော့မှမျက်မှောက်ပြုပါမမြင်ရပေမဲ့လေတိမက်ပြီးဆွဲလိုက်မှာလို့ ဝင်ငှားခြင်းပါအားလုံးပေါ်မှာဖြတ်ပြင်းတာရေကောင်းချီးပေးပါစေ